မြူးကောင်ဆိုင်အလို့ရှိနေတဲ့ Transfo ကိုဖျက်ခုတ်ဖို့ပြင်နေတဲ့ Chelsea ဘလုံးကြသူများအတွက်ကျမတို့ရဲ့1 million channel တွေကပြန်လည်ကြိုဆိုလိုက်ပါတယ်။မြူးကောင်ဆိုင်အသင်းဟာဒီနွေရာသီပြောင်းရွှေ့မှာပေါင်တန်း40တန်းချင်းရှိတဲ့ဗန်လီအသင်းနဲ့အင်္ဂလန်ကိုယ်စားလှယ် James Transfo ကိုခေါ်ယူဖို့ကြိုးပမ်းနေတာကို Chelsea အသင်းကဖျက်ခုတ်သွားမလားဆိုပြီးတော့စိုးရိမ်နေရပါတယ်။ မန်စီးတီးအကယ်ဒမီထွက်ကိုသမားထရဖိုကချန်ပီယံရှစ်မှာဘန်လင်တင်တဲ့အတူလက်စွမ်းပြခဲ့ပြီးတော့ဘန်လင်ကိုလည်းပရီးမီးယားလိပြိုင်ပွဲစီကိုတန်းတန်းနိုင်လို့စွမ်းဆောင်ပေးထားခဲ့ပါတယ်။ဒါကြောင့်မလို့လေဒီကိုသမားကိုပရီးမီးယားလိဂ်ကလပ်တင်းတွေကစိတ်ဝင်စားလာခဲ့ကြပြီးဒက်တလီဂရန့်ရဲ့ပေါ်ပြချက်အရချန်ပီယံလိဝင်ခွင့်ရထားတဲ့အသေးနှစ်သင်းကသူ့ကိုပြစ်မှတ်ထားနေတာပါ။ ကနောပိုင်းမှာတော့ truffle ကို newcastle တသင်းထဲကသာအထူးတက်လက်စိတ်ဝင်စားခဲ့တာဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့ AC Milan က Mike Maignan ကိုမခေါ်ယူနိုင်ခဲ့တဲ့အချက်စီတင်ရပါဒီကိုသမားအတွက်ကန့်လန့်မှုပြုလုပ်လာနိုင်တယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒီနှစ်သင်းစလုံးက Thomas Tuchel ရဲ့အင်္ဂလန်သင်းလူစင်မှာရွေးချယ်ခံထားရတဲ့ truffle အတွက်ပေါင်တန်40အထိသုံးစွဲရပွဲရှိနေပါတယ် အရီဟောင်းကတော့ Saint James Park မှာ Nick Mount နဲ့ပထမနေရာအတွက်အရှင်ပြိုင်မို့သူ့ကိုခေါ်ယူခြင်းနေပြီး Chelsea ကတော့ဒီပတ်မှာ Milan က Mike Maino ကိုခေါ်ယူဖို့မအောင်မြင်ခဲ့တာကြောင့် Gozma 2ကိုအသေးအံရှာဖွေနေတာတော့ထင်ရှားပါတယ် Trafford က Berlin တင်းအတွက် Championship မှာစနစ်တင်လက်ဆွမ်းပြခဲ့ပြီးတော့တရားသီတွင်46ပွဲကစားပြီးရချိန်မှာပေကိုပေါင်း16ဂိုးသာခွင့်ပြုပေးခဲ့ရကထိပ်တန်းလေးကိုအလိုလျောက်တန်းတန်းနိုင်ခဲ့ပါတယ်ဒါအပြင်သူရဲ့လက်ဆွမ်းပြကာကွယ်မှုတွေကလည်းထူးခြားခဲ့ပြီးအခုတော့ထိတ်တန်းကလပ်တွေရဲ့စိတ်ဝင်စားမှုကိုခံနေရပါတယ်။ ထရပ်ဖို့နေတဲ့သတင်းတွေရထရပ်ဖို့ရဲ့အနာဂတ်ကိုမြူးကဆယ်အသင်းကအပြောင်းရွှေ့မှာဘယ်ကစားသမားကိုပိုဦးစားပေးမလဲဆိုတဲ့ပုံမူတွေပြီးဆုံးဖြတ်ရဝင်ရှိနေပါတယ်။မြူးကဆယ်အသင်းက Crystal Palace က Mark Guhi, Nottingham Forest က Anthony Elanga နဲ့ Brighton က Joao Pedro ကိုလည်းပြင်မှတ်ထားနေတယ်လို့သိရပါတယ်။